မဂျီရှက်ဂိုးရဲ့အကျန်းဆုံးစနက်ဂျီတွေထဲကတစ်ခုမဂျီရှက်ဂိုးမှာ epic ကနေမတက်သေးဘူးဆိုရင်တော့ဒီထည့်အတိုင်းဆော်ဖို့အကြံပေးချင်ပါတယ်အားလုံးပဲမင်္ဂလာပါမဂျီချက်ဂိုးမြန်မာနေပြီးတော့ပြန်လဲကြိုလိုက်ပါတယ်ပထမဆုံးပြောချင်တာကတော့ juju channel ရဲ့ကြည်ပေးတဲ့ညီကောင်မတော်အားလုံးကို facebook ကကြည်ပေးတဲ့ညီကောင်မတော်အားလုံးကိုတယောက်ချင်းနေအောင်ကျေးဥထုတင်ပါတယ်ဗျဒီဘွဲမှာကျွန်တော်ဆော့ပြမယ့် အာကွန်မနာကတော့ဘဝမဲဖြစ်ပါတယ်ဘဝကတော့ပို့ပြီးတော့ကောင်းတယ်ပထမဆုံးဂဂိုးကတ်မှာတော့ကျွန်တော်ယူလိုက်တဲ့ကတ်ကကျွန်တော်ဟီးရိုးတွေကရန်လူဟီးရိုးတစ်ကောင်တစ်တိုင်းမှာပတ်စံတကြေရဖို့အခွင့်30ရှိရဆိုတော့ကတ်ကိုယူလိုက်တာဖြစ်ပါတယ်ဈေးတိုင်းမှာလိုလီတာနဲ့လီလာပါတာဆိုတော့အဲ့နှစ်ကောင်ဝယ်ပြီးတော့ကျွန်တော်ထည့်မယ်အဲ့နှစ်ကောင်ထည့်ခြင်းအဖြစ် LED show တိုင်နှစ်ကောင်ပြည့်သွားတယ်အဲ့ဒါဆိုရင်ကျွန်တော်တိုင်အမှတ်လေးစပေါ်လာပြီ ဲ့တိုင်အမှတ်ကဘာလဲဆိုတော့ကျွန်တော်အရှိဗီဒီယိုမှာလည်းပြောထားတယ်တိုင်အမှတ်ကများရင်များလို့ကျွန်တော်ဒီပတ်စံဒီတန်ဖိုးကြီးရဲ့လက်ဆောင်တွေရမယ်အကြောင်းမလို့ကျွန်တော်တို့ကဒီကိုဆောင်းမဲ့ဖလိုမဟုတ်ဘူးဆိုရင်တော့ပဲထည့်ပြီးတော့အဲဆော့ဟားလို့ရတယ်ဘာလို့လဲဆိုတော့အဓိကဒီစူဘူးတဘောနဲ့အဲဆော့လို့ရတယ်ပေါ့နော်ပတ်စံ၉ချက်ရှိရဆိုတော့အက်တလက်ကိုရောင်းပြီးတော့30ဖြစ်အောင်လွှဲတယ်ပထမတစ်ဆယ်ခြံရင်းအဖြစ်ဘာကောင်းသွားလဲဆိုတော့ကျွန်တော်ကတစ်ဆယ်ဆိုရင်အတိုးနှစ်ချက်ရမှာဖြစ်ပါတယ်ဒီဘွဲမှာကျွန်တော်အတုံးမြှထားတဲ့ ကွန်မနာ11ရဲ့ passive ကဘယ်လိုလဲဆိုတော့ကျွန်တော်အရင်ရှင်းပြမယ်။11ရဲ့ passive scale 1ကဘာလဲဆိုတော့သူကရန်တို့ hero တွေကတွေး30အောက်ရောက်သွားရင်ဆိုတာနဲ့11ကွန်မနာနေပြီးတော့ damage ပေးတယ်ပေါ့နော်။ damage လှမ်းပေးတယ်။အဲ scale 2 passive ကဘာလဲဆိုတော့အဲ့လိုပေးတဲ့အချိန်မှာရန်တို့ hero ကတေဝိုင်းဆိုတာနဲ့တကျရမယ်။တပွဲကို3ချက်လောက်အများဆုံးရမယ်။ဒါမင်းအဲ့ဒါကဘယ်လိုလဲဆိုတော့လက်ရှိမှာ11တက်လို့တေမှရမှာ။ကဲလို11ပြည့်တဲ့အချိန်မှာကိုယ့်ရဲ့ရန်တို့ hero တကောင်ကခုတ်လိုက်လို့ရှိရင် ဘဝံပတ်စင်မဟုတ်ဘဲနဲ့ကိုယ့်ရဲ့ဟီးရိုးတကောင်တက်လို့တည်ရဆိုရင်တော့ပတ်ဆံမေ့ရဘူးအဆောင်ပိုင်းမှာတော့ကျွန်တော်လောက်ရမယ့်အရာကအများကြီးမရှိဘူးအဓိကကျွန်တော်ပတ်ဆံ20ချန်ပြီးတော့ level တင်အဲပြီးရင်ကျွန်တော်မှကျွန်တော်ရတဲ့ဟီးရိုးတွေနဲ့အဆင်ပြေလို့ထိမ့်ပြီးတော့အဲအဆောင်အောင်ဖြစ်ပါတယ်အဓိကတော့ level 9ကိုရောက်အောင်သွားမှာဖြစ်ပါတယ် level 4ကိုတင်ပြီးတော့ဆွေယူထည့်တယ်အဲဆွေယူထဲချင်းအဖြစ်ကျွန်တော်တို့ဘာကောင်းမလဲဆိုတော့ဝဝန်းနဲ့ဆွေယူပေါင်းရင်ဒရဂွန်နာ2ဖြစ်သွားတယ်ဒရဂွန်နာ2ဖြစ်သွားပြီဆိုတာနဲ့အဲမြေုံမှာအကွက်လေးလူကပေါ်လာတယ် အဲအကွက်ပေါ်မှာရှိတဲ့ဟီးရိုးတွေကကျွန်တော်ဒီ၈00ငိုင်းတုံးဒါမေ့တိုးပြီးတော့၈ hybrid defense ရမှာဖြစ်ပါတယ်ဖိပောက်မှာတော့ကျွန်တော်ကသွေးများဆုံးဆိုတော့ရရမန္နာဆောင်လေးပဲယူလိုက်ပါတယ် level 5တင်ပြီးတော့ဘာမှထည့်တရာမရှိဆိုတော့ကျွန်တော်ဒီ high level ကိုထည့်မယ် high level ကိုထည့်ပြီးွားရင်တော့ high level ကိုအလဲမှာထားမယ်ပြီးရင်သူ့ရဲ့ဘေးပညာမှာ hero နှစ်ကောင်ထားမယ်ဘာလို့ထားလဲဆိုတော့ high level ရဲ့ passive ကြောင့်ထားတာ high level passive ကဘာလဲဆိုတော့သူကပွဲစားရတဲ့သူ့ရဲ့ဘေးပညာနှစ်ကောင်ကိုကျွန်တော်ရှိ150ပေးမှာဖြစ်ပါတယ်အဲ့လိုပဲ high level လိုပဲနောက်မှရှိတဲ့လေလာလေအတိုင်းပဲသူ့ရဲ့ဘေးပညာနှစ်ကောင်ကိုပွဲစားလို့ရှိရင် physical attack 15ပေးမှာဖြစ်ပါတယ် အခုဆိုကျွန်တော် level 6ကိုရောက်သွားပြီ level 6ရောက်သွားပြီဆိုတာနဲ့ကျွန်တော်ထည့်ရဘာကောင်ရှိလဲဆိုတော့ cyclone cyclone နဲ့ highlight တွဲခြင်းအဖြစ်ကျွန်တော် dozen 2ဖြစ်သွားပြီ dozen 2ဖြစ်သွားပြီဆိုတာနဲ့ hanabi တကောင်အပူရမယ်အားဆိုရန်တို့ဘက်က hero တကောင်ပို့ပြီးတော့တက်ကောင်မှာဖြစ်ပါတယ်နေတော့အလုပ်ကိုချုပ်သွားတာပေါ့အစမှာတော့ကျွန်တော်က4 hero ထည့်ရမယ်အဲ d hero ထည့်ရမယ်ဆိုပြီးတော့မရှိဘူးဒါပေမဲ့ short ရရင်တော့ဝယ်ထားလို့ရတယ်ပေါ့နော်ကိုဆောင်မဲ့ဖလိုက hero ပိုင်ဝယ်ထားလို့ရတယ်အဲကြောင့်အစမှာတော့ကိုပေါအောင်အဆင်ပြေလို့ထိမိတော့ လေဗနိုင်းကိုအဓိကတင်ရမှာကျွန်တော်ကဒုတိယကတ်မှာတော့ကျွန်တော်ယူလိုက်တဲ့ကတ်လေးကတော့ Iron 3ချောင်းရှိတဲ့ Hero တိုင်းကဖွဲ့ဆရနဲ့ damage 25ရာခိုင်နှုန်းတိုးမဲ့ကတ်ကိုယူလိုက်တာဖြစ်ပါတယ် State 2ရောက်သွားပြီဆိုတော့အရင်ဆုံးတူးစားတင်တဲ့ကောင်ကဘလဲတင်ရမှာဒီချိန်မှာဇက်ကဘလဲတင်ရတယ်ဒါပေမဲ့ရတဲ့ဘလဲစင်က S2 ဆက်မွန်နာမဟုတ်အဲကြောင့်မလို့ကျွန်တော်ရောင်းလိုက်တယ်အဒီကတော့ဒီနံပါတ်ဆက်မွန်နာဖြစ်ပုံပြီးတော့ကောင်းတည်တယ် ဆမ်မွန်နာဆိုရင်ဆမ်မွန်နာဟီရိုးနှစ်ကောင်ဆိုရင်ကျွန်တော်ကပွဲစားတိုင်းမှာဆမ်မွန်နာဟီရိုးတစ်ကောင်ဝန်ထမ်းရမှာဆမ်မွန်နာဟီရိုးတစ်ကောင်ဝန်ထမ်းရမှာဆိုရင်တော့တန်ဖိုးနေဆုံးဖြစ်တဲ့ဇက်ရမယ်ဆိုရင်တော့တဘောတစ်ချက်လောက်ရမယ်ဆိုတော့မဆိုးဘူးဒါပေမဲ့လည်းအဆိုးဆိုတော့ကိုတက်ကဗမာသုံးမှုဆိုတော့ကျွန်တော်ပြင်ရောက်လိုက်တယ်အဲဥမာကျွန်တော်ကဒီဆော့နေနဲ့လည်းအဲ့လိုမျိုးဆမ်မွန်နာဟီရိုးနှစ်ကောင်တွေပဲရှိလို့ရှင်တယ်ပွဲတော့ထည့်ပြီးတော့ပတ်စံရှာပြီးတော့ဆော့ရင်လည်းပို့ပြီးတော့ကောင်းတယ်အဓိကတော့အာလီမှာပတ်စံရှာ level 9ကိုအမြင်ရအောင်သွား ဟီရိုရှာပြီးစတော်မယ်ဖလိုဆိုတော့အဓိကပတ်စံလိုရတယ်အဲကြောင့်မလို့ဒီကိုထွက်တဲ့ပွဲမှာလည်းအဲရရင်ရလို့ထည့်ပြီးတော့အဲဆော့တင်တယ်ဆူယူကိုဒုစားတင်တဲ့အချိန်မှာဆူယူရဲ့ဘလဲဇင်းကဒဂွန်နာဖြစ်သွားတယ်။အဲဒါဆိုရင်ကျွန်တော်ဒဂွန်နာ4ဖြစ်သွားတယ်။ရှော့မှာလည်းကျွန်တော် ကလင်းလာပြီဆိုတော့လင်းနဲ့အကင်ကိုလဲမယ်။ပြီးွားရင်လင်းကို အိုင်နယ်ရှိတဲ့အိုင်နယ်အကုန်ပေးလိုက်မယ်အဲ့လိုပေးခြင်းအဖြစ်လင်းကဒဂွန်တာအဖက်လဲပါမယ်ပြီးသွားလို့ရှိရင်ဒီကက်အဖက်အိုင်နယ်တုံးယောက်ရှိတဲ့ဟီးရိုးတွေကဒါမင်းနဲ့ဆန်ကတုံးမဲ့အဖက်လဲပါမယ်အဲ့လိုလင်းကနည်းနည်းပို့ပြီးတော့ကြမ်းသွားမယ်ကျွန်တော် ဒီတိုင်းမှာအာခက်ပေါ်လိုက်ဆိုတော့အာခက်ကိုကျွန်တော်ဝင်မယ်ပြီးရင်ဟိုင်းလောနဲ့လဲမယ်ဟိုင်းလောလဲခြင်းအဖြစ်ဒွန်ဆွမ်းဖက်လည်းရှင်းအောင်မယ်ပြီးရင်ဖိုင်တာတူပါရမယ်အာခက်ကတော့ကျွန်တော်တို့ဆောင်းမဲ့ဖလိုရဲ့အဓိကဟီးရိုးလို့ပြောရင်လည်းမမှားဘူးဒီဘက်မှာကျွန်တော်အဓိကဆောင်းမဲ့ဖလိုကတော့ Maxman 6 Fighter 4ဒါမှမဟုတ် Maxman 6 Fighter 6ကိုဆောင်းမှာဖြစ်ပါတယ် ဒုတိယအဖေပေါက်မှာတော့ကျွန်တော်ကသွေးများတယ်အဲကြောင့်မလို့နောက်ဆုံးနှီးပါးမှယူရတယ်အဲ့ချိန်မှာတော့ကျွန်တော်လိုချင်တဲ့ခရစ်စတယ်တွေမရလိုက်ဘူးဘီယိုဒီပဲရက်လိုက်တယ်တယောက်နဲ့တယောက်ကတော့ဆော့တဲ့ပွဲကမတူးဆိုတော့ကိုဆော့တဲ့ပွဲမှာဒီခရစ်စတယ်တွေပါရလေအကောင့်တွေပို့ပြီးတော့ဦးစားပေးယူတင်ပါတယ်တတိထားမိလားတော့မသိဘူး ကျွန်တော်ပတ်စံ20စပြီးခြံလို့ရတဲ့အချိန်တွေကပွဲတိုင်းမှာကျွန်တော်ပတ်စံအမြဲတမ်းအနည်းဆုံး20ကိုခြံပြီးတော့ဆော်ရတာကိုလည်းတွေ့ရဖြစ်ပါတယ်အဓိကတော့အတိုးယူပြီးတော့ဆော်ရတယ် level တင်နေအဓိကကိုလိုချင်တဲ့ level ကိုမယောင်မချင်းမှ hero မရှာဘူးပြီးရင်ကိုရှော့မဲ့ hero ကို shot မှတွေ့ရင်တော့ဝယ်ပြီးတော့တင်ထားတယ်ပြီးသွားရင်ပတ်စံကိုလည်းရရင်ရတဲ့နေရာကကျွန်တော်တို့ရှာတယ်ဥပမာပတ်စံရှာလို့ရတဲ့ကောင်တွေကဘာတွေလဲဆိုတော့ ဆက်မောနာနှစ်ကောင်ထည့်တာတို့အဲ့ဒီရှိုးတိုင်ထောင်ထားပြီးတော့စတက်စုပြီးတော့တိုင် ဖောက်တာတို့ပါဟောလေကျွန်တော်ပွဲထဲမှာပတ်စံကိုရရစီပါတယ်အဲကြောင့်မို့လို့ကိုထွက်တဲ့ပွဲမှာကိုလိုချင်တဲ့ဟီးရိုးတွေမလာသေးဘူးဆိုရင်တော့အဓိကတော့ပတ်စံရအောင်လေအဲ့လိုဟီးရိုးတွေထည့်ပြီးတော့လေဆော့တင်ပါတယ်တရားမြောက်ဂဟိုးကတ်မှာတော့ ွေး20နဲ့ညီများတဲ့ရှီ20ကပေးတဲ့အကက်လေးကိုပဲကျွန်တော်ယူဖို့အဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့အခုအကောင်လေးကိုကျွန်တော်တို့မယူသေးဘူး။ဘာလို့မယူပါလဲဆိုရင်တော့အတိက Facebook အကြောင်းမယူတာ။ Facebook မှာကတွေးနေတဲ့သူကအရင်ယူရတာ။အခုချိန်မှာတော့ကျွန်တော်ကအကက်ကိုယူလိုက်မယ်ဆိုရင်တကယ်လို့ကျွန်တော်ရှုံးသွားခဲ့ရင်တော့ပဲအကက်ကနေပြီးတော့ကျွန်တော်ကပြီးမှဆိုတော့ကျွန်တော်ရဲ့မူလအတွေးကိုမရော့စေဘူး။မရော့စေရအကြောင်းမလို့ကျွန်တော် Facebook ဆိုရင်တော့အချင်းဒီပေါင်းနောက်ကြမှာ။အဲကြောင့်မလို့အခုချိန်မှာကျွန်တော်မယူသေးပဲနဲ့ နောက်ထပ် Facebook Facebook တွေပြီးမှပဲကျွန်တော်အက်ကလေးကိုကျွန်တော်ယူมาဖြစ်ပါတယ် kill. Little tiger, fear. အခုဆိုရင်တော့ကျွန်တော်ရဲ့အဓိကဆော့မဲ့ level level 9ကိုတင်လို့ပြီးပါပြီ။အဲ့ဒါဆိုရင်တော့ကျွန်တော်ကဒီပတ်ဆက်20ချမ်းပြီးတော့ကိုလိုချင်တဲ့ hero လေးတွေကိုရှာပြီးတော့ထည့်ပြီးတော့ဆော့လို့ရရဖြစ်ပါတယ်။ လေဘယ်9လဲရောက်သွားပြီအဲကိုဆောင်မဲ့ follow ရဲ့ hero ရဲ့လာပြီဆိုတော့ပထမဆုံးကထည့်ခဲ့တဲ့လို3 hero လေးကိုကျွန်တော်တို့ကပြန်ပြီးတော့ရောင်းလို့ရပြီဖြစ်ပါတယ် မော်စကောလည်းလာပြီဆိုတော့ကျွန်တော်ဆော့မဲ့မတ်မတ်စ်ဟီးရို6កောင်ကပြည့်သွားပြီအဲဆိုရင်တော့ကျွန်တော်ဒီမော်စကောအိုင်ဒန်ပေးလိုက်မော်စကောကဒီ1 star ဆိုရင်ပဲဒီကောင်ကတော်တော်ကျန်းထင်မှာတော့ပါတယ်ပြီးွားရင်ကျွန်တော်ဆော့မဲ့ fighter 4កောင်ဖြစ်တဲ့ Argat Alpha တားမတ်နဲ့စုလည်းရပါပြီဆိုတော့ကျွန်တော်ဆော့မဲ့ flow ကလုံးဝပြည့်သွားပြီဒါပေမဲ့ဒီချိန်မှာတော့စုရဲ့ blend ရနည်းလွဲနေရဲ့ dragon ဖြစ်နေတာဆိုတော့ အဲ့ဒါပြက်နာမရှိဘူးကျွန်တော်တို့ editor တို့ပါလို့ဒူးစားတင်ရင်ကြရင်တော့စွတ်ယူကိုရောင်းပြီးတော့ဒူးစားတင်မယ်ဆိုရင်တော့ကျွန်တော်ဘလဲချင်းပြန်ပြီးတော့ပြောင်းလို့ရမှာဖြစ်ပါတယ်ဟီးရိုးတွေစွန်ဝိုင်းဆိုရင်တော့ကျွန်တော်တို့ကဒီနေရာမှာဘဲကောင်းတွေတပိစားရှာတင်လဲဆိုရင်တော့အာ legend တွေဖြစ်တဲ့ everything နဲ့အကောက်ကိုရိစားလုံးဝဂျင်းဒီပေါ့ရှာတင်တယ်ပြီးွားရင်တော့ကျွန်တော်တို့၅ချက်တန်ဖြစ်တဲ့ air fryer နဲ့ ဒီ Moscow လေရရင်တော့ပိုကောင်းတယ်ဗောနော်ဒါပေမဲ့တော့အဲ့ကောင်နှစ်ကောင်တော့မလွယ်ဘူးထားလိုက်အောင်အဓိကတော့ Everton နဲ့ Arsenal တို့တော့ဂျိန်းနေပါဦးဒရီစာရမကိုဖြစ်မှာဖြစ်ပါတယ်ဒါပေမဲ့ဒီပွဲမှာတော့ကျွန်တော်က Hero တိတ်ပြီးတော့မရဘူး Maxman Fighter ကိုဘာလို့လဲဆိုတော့ကျွန်တော်၃ယောက်ကျင်တယ်အဲ့တော့မှကျွန်တော်ရဲ့နောက်ထပ်ဗလာတစ်ယောက်ရဲ့က Follow တူနေတာဆိုတော့ Hero ကကျွန်တော်ကတိတ်မြအောင် သိမ်းမြောက်ဆိုတော့ဒီချိန်မှာကျွန်တော်မှာကတခုပဲအာတာချက်ရှိရေဘာလဲဆိုတော့အာတာကကျွန်တော်မှာသွေးများရဆိုတော့အာတာချက်အဲအာတာချက်ကိုကျွန်တော်အတုံးချပြီးတော့ဒီဘက်ကိုကျွန်တော်ဆော့မှာဖြစ်ပါတယ်အဲ့ဒါကြောင့်ဟီရိုမရမယ့်အတူတူကျွန်တော်မှာနောက်ထပ်လှုပ်ရှားတခုပဲရှိတော့တယ်အဲ့ဒါဘာလဲဆိုတော့ဒီဘွဲမှာဘဒူးမမဆော့တဲ့ကျွန်တော်ဒီဆွမ်မန်းကိုကျွန်တော်လိုက်ရှာမှာဖြစ်ပါတယ်ဆွမ်မန်းဟီရိုသုံးအောင်ဖြစ်တဲ့ဟာရာဘူဇာရဲ့လင်းရဲ့နိုလန်ရဲ့အဲ၃ကောင်ကျွန်တော်ကဒီယာယီအရန်အနေနဲ့ ဝယ်ထားမှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့နောက်ပိုင်းလုံးဝ Maximum Fighter က Traditional Hero မရတော့ဘူးဆိုရင်တော့အဲ၃កောင်ပဲဂျင်းနေပေါ် Traditional လိုက်ရှာပြီးတော့ဖလိုးပြန်ပြောင်းပြီးတော့ကျွန်တော်ဆော့အောင်မှာဖြစ်ပါတယ်။ဘလဲသေးဖြစ်နေတဲ့စွယူကိုရောင်းပြီးတော့ Everyday တူစားပြန်တင်တဲ့အချိန်မှာတော့ Everyday က Maximum ဘလဲသေးရဆိုတော့ Maximum Seven ဖြစ်သွားတယ်။အချိန်မှာကျွန်တော် Granger ကိုထုတ်ပြီးတော့ Granger အစားကိုတော့ကျွန်တော် Nolan ကိုဖြတ်ထားဖြစ်ပါတယ်။ အစာအိမ်မှာကျွန်တော်ဒီဘလောက်ပဲချက်ချင်းနောက်ပိုင်းမှာသရီရှာဟီရိုမေးအောင်ဆိုရင်တော့ဒါကျင်းနေပေါ့ရှုပ်ဖို့များတယ်အဲကြောင့်မလို့နောက်ပိုင်းမှာကြာရင်သရီရှာရအောင်ရှာပါအခုဆိုကြည့်လိုက်ဗျာကျွန်တော်နှစ်ယောက်မစမဆော့နေဟီရိုမေးအောင်ရောဘင်ကဟီရိုရအောင်ပါတယ်သူကလုံးဝကျန်းနေပြီအဲ့ဒါကိုကျွန်တော်တွေ့မြင်ရဖြစ်ပါတယ်အဲကြောင့်မလို့ကျင်းနေပေါ့နောက်ပိုင်းကြာရင်တော့ဟီရိုကိုသရီရှာရအောင်ရှာအောင်ရှာမှာဖြစ်ပါတယ် Godlike! Enemy legendary! မတ်စမန်နှစ်ယောက်ဆော့ရဲ့ထဲမှာဒီအောက်ကနောက်တစ်ယောက်ကတော့ဒရီစာအဗစ်တဲဖြစ်သွားပြီအဲ့တော့လုံးဝချင်းနေပေါ့ကျွန်တော်ကဒရီစာအဗစ်တဲမရတော့ကျွန်တော်မှဒီချိန်မှာမျှော်လင့်ရတာတခုကဒီ Swamman သုံးကောင်ပဲဒရီစာရှာဓာမွေကံကောင်းပြီးတော့ခုနတော့ချက်ပြောရတဲ့ every day player ထွက်အဲ့ဆိုရင်တော့ကျွန်တော်ဟီးရိုးရမယ်အဲ့ဒီခုတွေကတခုပဲရှိတော့တယ် ီခွဲမှာတော့သွေးများသွားတာကျွန်တော်တော့ကိုကံကောင်းသွားချေတယ်။ဘာလို့ဆိုတော့ခုနကဒရိရှာအဝေတေဖြစ်သွားတဲ့ဘရာသာကအောက်ကကျွန်တော်ဒီဒေါပင်ကဘရာသာကိုမနိုင်အောင်အဲ့ကြောတော့သွေးမရှိဘူးအဲ့ကြောထွက်သွားတယ်။သူထွက်သွားတဲ့အတွက်ကြောင့်မလို့ကျွန်တော် short မှာတူဝေထားတဲ့ hero တွေဖြစ်တဲ့အဝေတေတို့အာဂတ်တို့က short မှာပြန်သွားပြီ။ဒါဆိုရင်တော့ကျွန်တော်လုံးဝတော်လဲရှာတော့မှာချိန်မှာတော့ကျွန်တော်ကဒီ swap man တွေကိုပြင်ရောင်းပြီးတော့ကျွန်တော်အဓိက swap man မတ်စမန်ဖိုက်တာကိုပဲအဓိကတည့်ပြီးတော့ ဆော်လို့ရတော့မှာဖြစ်ပါတယ်။ချိန်မှာတော့လိုအပ်တာတတိစာပဲဘာမှမလို့တတိစာရအောင်ရှာပြီးတော့ပဲကျွန်တော်ပြန်ချရမယ်။တတိစာမြင်ရင်ကျွန်တော်ထွက်ကားလာမှာဆိုတော့လုံးဝတတိစာရအောင်ရှာရတော့မှာဖြစ်ပါတယ်။တပွဲလုံးကိုပတ်စံ20ချန်ပြီးတော့ဆော့ခဲ့တယ်။ဒီလိုမျိုးနောက်ဆုံး round ကိုသွေးမရှိတော့ဘူး။ချုံရင်ထွက်ကားမှာတည့်ရဲ့အချိန်မှာတော့ကျွန်တော်လုံးဝပတ်စံကိုတကြဲမှမချန်မင်းနဲ့ဟီရိုရှာတင်ပါတယ်။ 正进去。 kill. Let me harness you. Life coordinates set. အခုဆိုရင်တော့ရှာရင်ရှာရင်နဲ့ကျွန်တော်လိုချင်တဲ့ဟီးရိုးတွေဖြစ်တဲ့အာဂတ်နဲ့အရီတယ်ကသရီစာဖြစ်သွားပြီအဲဆိုရင်တော့ကျွန်တော်ရဲ့ဖလိုတက်ကလုံးဝတော်တော်လေးပြည့်စုံသွားပြီပေါ့နော်ချိန်မှ ဟိုဘက်ဂျန်ဒီကလည်းကျန်းနေရဆိုရင်တော့ကို့မှာရှိတဲ့ item တွေကိုကို့ရဲ့ hero တွေကိုအာနည်းနည်းပို့ပြီးတော့အဲကောင်းအောင် item ထည့်ပေးတင်ပါတယ်ဘာလို့လဲဆိုတော့ဒီခါလေးကျရင်ကျွန်တော်ကဘလောက်ကြီးပဲ hero တာနေပါစီဗျာ item မှားလို့ရှုံးရတဲ့ပွဲတွေရှိရဲအဲကြောင့်မလို့ item ဒီနေရာတွေကိုလည်းကျွန်တော်ကနောက်ဆုံးတူချမ်းကိုချမ်းအချိန်မှကျရင်တော့အဓိကနေရာကိုတေချာ item တေချာပေးပြီးတော့ဆော့တင်ပါတယ် ီဒီယိုလေးကလောက်ပါပဲအာအဆုံးလေးကြည့်ရှုပြတဲ့တယောက်ချင်းနဲ့ကိုခြေသေးမိုက်တင်ပါတယ်ဗျာကျောင်းနောက်ဝီဒီယိုမှာပြန်တွေ့ပါမယ်အာဗျာတို့အားလုံးလည်းဒီဆော့တိုင်းမလောင်ရဘဲနဲ့လိုချင်တဲ့ဟီရိုတိုင်းအာရကြပါသီးတို့စူတောင်းပေးလိုက်ပါတယ်